မမင်္ဂလာပါဒီဘက်ကျွန်တော်ဂျာနာမေယူဝိတနာတင်းရဲ့ကောင်းစင်သာတော့အဖျားခင်ထံအဝေးကြီးလမ်းလျှောက်တဲ့အပိုင်းနဲ့ပြီးခဲ့တဲ့တပတ်ယဝိတနာတည်င်းရဲ့အဆက်ပဲဖြစ်တဲ့ပြီးခဲ့တဲ့ပတ်တော်ဆိုရှင်ဒီ7မိနစ်ပဲရှိသေးတဲ့ဖာတာနေနဲ့သူ့ရဲ့ကိုနဲ့တွားရောက်နေထိုင်ပြီးတော့သူ့ရဲ့အကိုကပေါ့နော်ဒီထိုင်းနိုင်ငံမှာမိသားစုဒီဘာသာရေးဆွတ်လုပ်ပြီးတော့အမျိုးမျိုးလင့်ချင်အသင်းသားတယောက်ဖြစ်လာတာသူ့အနေနဲ့အံ့ဩခဲ့တယ် သူအကိုကလည်းသူ့ရဲ့အမိသားစုနဲ့လာနေပြီးတော့ပေါ့နော်ဒီအချိုးချောင်းလေးကိုရှာဖွေဖို့သူ့ကိုဖိတ်ခေါ်ခဲ့တယ်ဖန်းတာနေနဲ့သူ့ရဲ့အကိုနဲ့အတူပေါ့နော်အနေထိုင်ပြီးတော့ဒီဥပုံနေတိုင်းအသင်းတော်ကိုနော်ဖခင်เจ้าကိုရောက်ဖို့ရှစ်မိုင်လောက်သူတို့လမ်းလျှောက်ပြီးတော့အဲသွားခဲ့ရတယ်လာနေချီကြတယ်နင်းနေချီကြတယ်သူ့ရဲ့အကိုဒီမျိုးလက်ချင်းအသင်းသားဖြစ်တော့သူရင်ဟော့အော်တယ်သူ့အတွက်ဖြစ်မရှိဘူးနော်ဥပုံနေတိုင်းသူ့အကိုက နော်ဖျားဆောင်သွားတဲ့အခါမှာအရင်နဲ့တစ္ဆာရှိတော့သူတတိထားမိတယ်။နော်ပူရင်ပဲဖြစ်ဖြစ်အင်းရင်ပဲဖြစ်ဖြစ်မူးရွာရင်ပဲဖြစ်ဖြစ်နော်ဒီမိသားစုကဆိုရှင်အင်မတမဝေးတဲ့ဖျားချောင်းကိုရောက်အောင်သွားကြတယ်လမ်းလျှောက်ပြီးတော့ပေါ့နော်။ဘာသာဘာသာအနေနဲ့နော်သူ့ရဲ့အကိုဒီမောဂျာကဒီဆေဝတ်ဖို့နဲ့အလူငရောငွေပေးတဲ့အခါမှာလဲတစ္ဆာရှိတော့သူတတိထားမိတယ်။နော်ဦးနေတိုင်းသူ့အနေနဲ့နော်သူ့အကိုကဒီအလူရောငွေထဲတဲ့ပကံထဲမှာနော် တဆန်တချို့ကိုထည့်ဝင်ပြီးတော့လူဒန်းခဲ့တယ်။သူ့အကိုဘာပြောလဲဆိုတော့ယေရှုတင်တဲ့အနေနဲ့သခင်ဖျားပိုင်ဆိုင်ထားတဲ့ဒီပတ်စံကိုသူ့ထမပြင်လဲဆက်ကချင်းဖြစ်တာပါလို့ဆိုပြီးတော့သူ့ပြောခဲ့တယ်။ဖာတာကသူ့အသက်ဆက်နေတယ်ပေါ့နော်။သူ့အမေနဲ့ဒီဆင်းရဲချွတ်တဲ့အိမ်တအိမ်မှာအတူနေထိုင်ခဲ့ရတယ်နော်။ဆွေအတွက်ကြောင့်သူ့အကိုကဒီလိုပတ်စံလုံးတလုံး လူတလောက်တုံးနိုင်တာကိုတော့သူ့အနေနဲ့နားမလည်နိုင်ဖြစ်ခဲ့ရတယ်เนาะသူ့အကိုကပတ်စံချုပ်တက်မှုမရှိတာကိုလည်းသူတတိထားမိခဲ့တယ်သူအိမ်မှာဆိုလို့ရှိရင်လုံလောက်တဲ့အစားအစာရှိတယ်လုံလောက်တဲ့အာတခြားလူအပ်တာတွေရှိတယ်เนาะအာ sorry လူအပ်တာတွေအကုန်ပြည့်စုံနေတယ်ပေါ့เนาะဆိုတော့သူအကိုနဲ့သူ၃နှစ်လောက်နေပြီးတဲ့နောက်ပိုင်းမှာသူရဲ့ကိုရဲ့သားတွေကကြီးလာတဲ့အတွက်ကြောင့်သူတို့တခြားမျိုးမှာမျိုးလိချင်းချောင်းမှာသူရဲ့ အာကလေးတွေကိုကြောင်းထားခဲ့တယ်။သူ့ကိုကတော့မချမ်းသာပေမဲ့သူ့ရဲ့သားလေးရဲ့ကြောင်းစီကိုတနည်းနည်းတမျိုးမျိုးနဲ့ရရှိခဲ့တယ်။ဖတာကအသက်15နှစ်ရှိပြီ။ကြောင်းတစ်ခါမှမတက်ဘူး။သူအရင်ကကြောင်းတက်ချင်တယ်။ သူကဆိုလို့ရှိရင်သူ့ရဲ့အကြက်တဲကိုစဉ်းစားလိုက်တိုင်းပေါ့နော်။အော်သူ့အကိုကမျော်လင့်ခြင်းအတင်းသားဖြစ်လို့သားအဆင်ပြေနေတာဖြစ်မယ်နော်။မချမ်းသာပေမဲ့အတစုံတရာလိုအပ်နေတာမရှိခဲ့ဘူး။သူ့စီမှာလုံအောင်တောက်တဲ့အစားအစာလုံလောက်တဲ့အဝတ်အစားတွေရှိတယ်နော်။ဒါတွေမကသေးသူ့ရဲ့သားတွေကိုပါကြောင်းပို့နိုင်သေးတယ်နော်။သူ့အနေနဲ့ကောင်းကင်ဘုံကတခင်ဖျားကိုချစ်လို့သားနော်ဒီလိုအရာတွေဖခင်ကသူ့ကိုပေးနေတာဖြစ်မယ်ဆိုပြီးတော့သူကအဲ့ စဉ်းစားတွေးခေါ်မိခဲ့တယ်။ဖားဒါရဲ့နှလုံးသားထဲမှာဖရာသခင်ကိုချစ်ချင်းမြတ်တာဆိုရှင်ပို့ပြီးတော့ကြီးထွားလာခဲ့တယ်အမြင့်ဆွေးလာခဲ့တယ်เนาะသူ့အကူကိုအမြဲတမ်းထောက်ပံ့ပေးနေတယ်ဒီဖရာသခင်အတွက်သူအသက်ရှင်ချလာခဲ့တယ်။ဆွေးရတဲ့ကြောင့်သူကသူ့ရဲ့နှလုံးသားကိုဖရာသခင်စီမှာဆက်ကပ်ပြီးတော့သူယဉ်နေချင်းခံခဲ့တယ်เนาะသူ့ အနေနဲ့သူ့ကိုကူညီပေးမဲ့မိသားမိအာမိသားစုမရှိပေမဲ့ဗောနော်သူအသက်16နှစ်မှာเนาะမျိုးလင့်ချင်အတင်းတော့ကြောင်းတကြောင်းမှာသူငယ်တန်းကိုသူစတင်တက်ခဲ့တယ်เนาะအရင်နဲ့ကြိုးစားရတယ်เนาะကြောင်းလာကရဖို့အတွက်သူအလုပ်တွေလုပ်တယ်เนาะဒါပေမဲ့သူအထက်တန်းကြောင်းအောင်ပြီးရနောက်ပိုင်းမှာဆိုတော့အောင်ပြီးရနောက်ပိုင်းမှာเนาะလူတိုင်းရဲ့လူအချက်ကိုပံ့ပိုးပေးနေတဲ့ဒီဖခင်အကြောင်းကိုသူပိုသိလာခြင်းနဲ့ဆိုပြီးတော့သူဆုံးဖြတ်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်သူ AIU မှာเนาะ Asia Pacific uh, International University မှာသူကျောင်းဆက်တက်ခဲ့တယ်။နောက်ပြီးအခုဆိုသူ Pastor တူဖြစ်လာခဲ့ပြီเนาะ။ဒီနေ့မှာဆိုလို့ရှိရင်ဖတာကဒီထိုင်းနိုင်ငံမှာရှိတဲ့မျိုးလိချင်းအသင်းတော်ရဲ့ Pastor တူဖြစ်တဲ့ခေါင်းဆောင်တူလည်းဖြစ်တဲ့အဲ့ဒီအာမျိုးလိချင်းအသင်းတော်ကျောင်းမှာသူတွေ့ခဲ့တဲ့ဒီဇနီးနဲ့ပဲပေါ့เนาะ။သူမှာဆိုတာသမီ၃ယောက်ထွန်းကားခဲ့ပြီးသူအနေနဲ့ကောင်းတဲ့ပညာရေးကိုအခုရှိတယ်။စင်ခန်းနဲ့ကားလည်းသူမောင်းနေရတယ်เนาะသူအတွက်တတ်တတ်တတ်ရှိရဲ့လာစာကိုလည်းဖီးယားကပေးထားသေးတယ်เนาะ။ သူဘုရားခင်ကုန်းလုံးကိုချီးမွမ်းတယ်။နောက်ဆေဘုတဖို့နဲ့အလူတော်ငွေကိုလည်းတစ္ဆာရှိစွာသူဆက်လက်ပါဝင်လူတန်းနိုင်ခဲ့တယ်။သူရဲ့မိသားစုကအမြဲတမ်းလုံလောက်တဲ့အစားအစာရှိတယ်။လုံလောက်တဲ့ဝတ်စားကိုရရှိနေခဲ့ပါတယ်။သူအနေနဲ့တော့ဒီတစုံတရားထက်ဖခင်ကောင်းကင်ဘုံမှာရှိတဲ့ဖခင်အကြောင်းကိုသူတို့ဘာကိုပြောပြတာမှသူပို့ပြီးတော့နှစ်ကြိုက်နှစ်သက်ခဲ့တယ်။ ဟာထိုင်းနိုင်ငံမှာအထိုင်းနဲ့မြန်မာနယ်စပ်မှာဒီတောင်တန်းဒေသမှာသူကြီးပင်းခဲ့တဲ့ဒီနေရာလေးတွေကိုသူပြန်လဲသွားလဲတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီလူတွေကအရင်နဲ့ဆင်းရဲကြတယ်လူ အနည်းငယ်သာဘုရားသခင်ကိုယုံကြည်ကြတယ်။ဖားတာနေနေပေါ့နော်။သူပြန်တဲ့အခါမှာဆိုရှင်တူလူရွာသားတွေကိုပေးဖို့အတွက်ပေါ့နော်။သူစာရေးထဲမှာဆိုရှင်ပန်းငွေ50ပဲဖြစ်တရားပဲသူအများနဲ့ထည့်ထားလေးဆောင်းထားလေးရှိတယ်နော်။ပတ်စာအများကြီးမဟုတ်ပေမဲ့နော်ဒီဟာလေးတွေကဒီသူရဲ့အမြင်မှာတမိုးရှိတဲ့ဆုလက်လေးတွေဖြစ်တယ်။သူနေနေဒီစာအုပ်တွေကိုပေးကတဲ့အခါမှာဆိုလို့ရှင်ရွာသားတွေကသူ့ကိုပြုံးပြီးတော့ပြန်လည်နှုတ်ဆက်ကြတယ်။နော်ဖားတာငါတို့နဲ့အတူနော်ဒီရွာမှာပဲချီးပြင်းခဲ့တာလေနော်။ဒါပေမဲ့အခုချိန် င်မှာသူ့ကိုကြည့်လိုက်တော့ကောင်းတဲ့ပညာရရှိခဲ့တဲ့အရရှိတဲ့ဇင်ခင်ကားတစည်းဇင်ခင်ကားတစည်းရှိတဲ့เนาะတတောက်တတတဲ့လာစာကိုရရှိတယ်เนาะဖခင်တခင်ဖခင်ကငါတို့အတွက်เนาะကောင်းကြီးများစွာချပေးလို့ရတယ်เนาะဆိုပြီးတော့သူတို့တယောက်နဲ့တယောက်ပြောနေတာကိုဖန်တာကပြင်ကြခဲ့ရပါတယ်သူ့အနေနဲ့ရွာသားတွေကเนาะဒီနေ့ကြလို့ရှင်ဖခင်တခင်သူတို့ကိုကောင်းကြီးပေးခြင်းနဲ့เนาะထရတဲ့ရရှိ အရာချစ်စေခြင်းနဲ့သူတို့ကိုကဲတင်ခြင်းနဲ့အကြောင်းလေးကိုသိရှိစေဖို့အတွက်သူအမြဲတမ်းဆုတောင်းခဲ့ပါတယ်တဲ့ဒီ1988ခုနှစ်73ပတ်ဥပဒေတော်နေ့အလူတော်ငယ်တချို့အပြင်ပေါ့နော်သူ AIU ចောင်းမှចောင်းတက်တုံးကအဲ့ဒီចောင်းကလက်ခံရရှိခဲ့တယ်ခမင်းစာယုံတဆောင်နဲ့အာចောင်းအစ်စ်တဆောင်သူတို့ထပ်ဆောက်ခဲ့ရတယ်เนาะ ူအဲ့အကြောင်းမှအကြောင်းတက်တဲ့ချိန်တော့ဆိုလို့ရှိရင်တော့ဒီအာသမင်းယုံဆောက်တဲ့နေရာမှာတော့သူကြောင်းသားတယောက်နေနဲ့သူကုညီနေတဲ့နေရာမှာသူပါဝင်ဆောက်ဆောက်ခဲ့ပေးခဲ့ရတယ်เนาะဆိုတော့ဒီ AIU မှာတက်နေတဲ့တိတ်ပညာသင်ယူခဲ့တဲ့ဖားတာအနေနဲ့အပြင်တော့တခြားကျောင်းသားတွေအရဆိုလို့ရှိရင်လည်းဒီ73ပတ်ဥပုတ္တနေ့အလူငယ်အတွက်နဲ့သူတို့ကောင်းကြီးမင်္ဂလာခံစားရရတယ်။ဆိုရတဲ့အတွက်ကြောင့်တော့ဒီတပတ်ကျမတို့ရမယ်အလူတော်ငွေ เนาะควาดาရဲ့ဥပဒေနဲ့လူတော်ငွေရဆိုလို့ရှိရင်လဲဗျာခင်စားတဲ့ဘိုးကောင်းကြီးပေးပြီးတော့အသုံးပြုပါစေအာတင်ရဲ့ရောစာထဲဝင်လူတန်းတော်မဲ့တင်တော့အရာစီတော်လည်းဖြာခင်ကောင်းကြီးပေးပါစေအာမင်